မင်္ဂလာပါပါတခင်ပါဒီတို့ကွယ်ထောက်ဖို့ဖွယ်ညမှာတာဝန်ခံရေးဖို့ပါရှင်ဆုံးတော်လန့်ပြည်သူတွေအတွက်တရင်ချုပ်ခါတမယမှာပြောချင်တဲ့စကားကကျွန်တော်တို့တော်လန့်ပြည်သူများအားလုံးလုံခြုံပြီးကိနေတရင်ချုပ်ညာချမ်းလေးဖြစ်ပါစေလို့လေးလေးနက်နက်ပြောချင်ပါတယ်ဒီရက်ထဲမှာ၆ဦးမှာဖြစ်ပါသွားတဲ့ညမယူရာယဉ်ကျေးမှုအစဉ်လာတရားဖြစ်တဲ့ တင်းကျုပ်လာပြည့်ရဲ့မှာစီမီလေးတွေခြင်ပြီးတော့ဘာလဲနဲ့မှမပါနဲ့ညမြတ်ဗုဒ္ဓကိုယေຊုပြီးငိမ့်ချစွာနဲ့မြတ်ဗုဒ္ဓကိုပူဇော်တဲ့ကျွန်တော်တို့တော်လှန်ပြည်သူတွေကိုအကြံဖက်လူတတ်တဲ့စစ်တပ်ကဒီကြောင်ကနေပြီးတော့တိုက်ခိုက်သွားတဲ့အတွက်ပြည်သူ40ထပ်မင်းကြာဆုံးသွားရတဲ့တင်ကြရတဲ့ခါမှာဒီနေ့တင်ကျုပ်ကတော့ဘလို့မှပြောရှင်ပေါ်ရတော့စိတ်ထဲမှာ မခံစားရပါဘူး ဆိုတော့ယန္တူဟာယန္တူပီတနေစုံလေးပါယန္တူဟာယန္တူရဲ့အလုတ်ထက်ပိုတဲ့မိစ္ဆာရဲ့အလုတ်တွေဘလူးတပတ်စစ်မိစ္ဆာအကျဉ်းစိုးနေနေသူ့ရဲ့တက်ပြတ်မသွားအောင်ရုံးကန်နေစေပဲကျွန်တော်တို့တော်လန်ရဲဘော်တွေနဲ့ကျွန်တော်တို့တော်လန်ပြည်သူတွေကလည်းပဲကျွန်တော်တို့ရဲ့တော်လန်ရေးစစ်စင်ရေးအလုပ်တွေပေါ်နေတယ်အချိန်တွေဘလောက်ပဲကြာကြာအာရုံမသွားပဲနဲ့ရှေ့ဆက်တော့ စူးစမ်းနေသေးပါပဲ။ကျွန်တော်တို့ကတိုင်းပြည်ကိုခုချိန်မှာကုသနေရတာပေါ့။ကယ်ဆယ်နေရတာပေါ့။တိုင်းပြည်ကိုကျွန်တော်တို့ကအရေးပေါ်အခြေအနေမှာရင်ဆိုင်နေရပြီးတော့တိုင်းပြည်ရဲ့အဖက်ဖက်ကယိုယွင်းနေတဲ့အခြေအနေတွေကိုကျွန်တော်တို့တော်လန်ရဲဘော်တွေဟာအသက်နဲ့ရင်ပြီးတော့တိုင်းပြည်ကိုကုသနေရတယ်။ဆိုတော့ operation ဝင်နေရတာပေါ့နော်ကျွန်တော်တို့ရဲ့တိုင်းပြည်ဆိုတော့ကျွန်တော်တို့ဆေးရုံတွေမှာ operation လုပ်တဲ့အခါကျရင်ကုသပေးတဲ့ ဆရာဝန်နဲ့ကုသခံတဲ့လူနာနဲ့ကုသခံရတဲ့လူနာ အရေးပေါ်ရင်ပေါ်တယ်လို့ဆရာဝန်တွေကစူးစမ်းပြီးကုသရပါတယ်ဒီထဲမှာမှကံကောင်းတဲ့ဆရာဝန်တွေရဲ့ပညာတော်တယ်ကုသပေးတဲ့သူတွေကတော်တယ်ဆိုရင်ဒီ operation ကအောင်မြင်ပြီးတော့လူနာအသက်ရှင်ကျွန်တော်တို့တော်လန်ရဲဘော်တွေလည်းပဲအခုချိန်မှာ operation တိုင်းပြည်ကို operation လုပ်ခဲ့တာ၅နှစ်ဝန်းကျင်လည်းရှိလာပြီဒါပေမဲ့လူကိုကုသရတာနဲ့မတူတဲ့အချက်ကဘာလဲဆိုတော့ တိုင်းပြည်ကိုကယ်ဆယ်ကူတာပင်းနေကျွန်တော်တော်လန်ရဲဘော်တွေ operation လုပ်ရတဲ့ကျွန်တော်တို့ရဲဘော်တွေမှာအတက်အန်နေကြုံရပါတယ်။ကြာဆုံးတာတွေထိခိုက်တာတွေစစ်လက်နက်နဲ့စစ်ရေးနဲ့ကျွန်တော်တို့ဟာတိုင်းပြည်ကို operation ဝင်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်မှာလည်းထိခိုက်ကြဆုံးမှုတွေများစွာရှိတယ်။ဒါတွေထပ်ပြီးတော့မရှိအောင်ကျွန်တော်တို့တော်လန်ရဲဘော်တွေအတွက်ကြီးကားတွေနော်လိုအပ်တဲ့လည်းနဲ့ခဲရန်တွေဒီ၅နှစ်အတွင်းမှာကျွန်တော်တို့ဓာရီကိုထပ်ပံတလဲလဲပြောခဲ့တာစကားတွေလည်းအကြောင်းထက်နေပါအ ျွန်တော်တို့စီရေးနဲ့ဖြည့်ရှင်နဲ့စီရေးနဲ့ operation လုပ်နေရတာဖြစ်တဲ့အတွက်စစ်သုံးဆောင်ပစ္စည်းကြီးစစ်ပွဲအသုံးစေးကတော့ lowest မြဲပါပဲဒါကြောင့်မလို့အထူးတလဲကြီးတော့ထပ်ပြီးတော့ပြောစရာတော့မရှိတော့ဘူးဒီ operation ဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာကျွန်တော်တို့စစ်တောင်းမြစ်ဝန်တကြောကကျွန်တော်တို့တော်လန်ရဲဘော်တွေအဲ့ဒီရဲဘော်တွေက operation စစ်တောင်းဆိုတဲ့ခေါင်းစဉ်နဲ့အစီအစဉ်တစ်ခုပြုလုပ်နေတာရှိပါဒါဆိုရင် operation စစ်တောင်းဆိုတာဘာလဲပေါ့နော်အဲ့ဒါလေးကို ကျွန်တော်တစ်ချက်ရှင်းပြမယ်။ဆိုတော့စစ်တောင်းမြေဝန်တကြောမှာဒီ operation လုပ်ကြမယ်ရဲပေါ်ရေ operation ရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့ကစနစ်တကျနဲ့တိတိကျကျနဲ့တတိချာချာနဲ့စစ်စစ်ဆက်ဆက်နဲ့အလုပ်တစ်ခုကိုကျွန်တော်တို့တတိချာချာအောင်မြအောင်လုပ်ရတာပေါ့နော်။ပြီးတော့စစ်တောင်းမြေရဲ့အရှိတ်အချမ်းကဒါ88ဒေါ်လာမျိုးဆက်တွေဆိုရင်လည်းပဲဒါအဲ့ဒီခေတ်အဲ့ဒီကာလမှာတော်လန်လုပ်ငန်းတွေကို လောက်ကင်ဆောင်ရွက်ခဲ့ကြတဲ့ဒါတော်လိုင်းရေးသမိုင်းကြောင်းအရာလည်းကြီးမားတဲ့ဒါဒေတာတစ်ခုလည်းဖြစ်တယ်ပေါ့နော်အခုဆိုရင်ပေါ့နော်ဒီစစ်တောင်းမြေအရှိတ်ပချံတစ်ခုလုံးကိုကျွန်တော်တို့တော်လန်တက်တွေကဒါထိ ंछ ုပ်နေမြေအဖြစ်အာလွတ်မြောက်နေမြေအဖြစ်ထိ ंछ ုပ်ထားနိုင်တဲ့အခြေအနေတရမှာရှိတယ်ပေါ့နော်အဲဒီလိုမျိုးကျွန်တော်တို့ရဲ့တော်လန်တက်တွေထိ ंछ ုပ်ထားကြတယ်စစ်တောင်းမြေအရှိတ်ပချံကိုထိ ंछ ုပ်ထားကြတယ် ဒီတော်လန်တက်တွေထဲမှာဆိုရင်ဒါကျွန်တော်တို့ရဲ့ဒီအမျိုးသားညီညွတ်ရေးအစိုးရဒီကာကွယ်ရေးဝန်ကြီးဌာနဒီနေပြည်တော်တိုင်းစစ်ဌာနအမှတ်808 808တိုင်ရင်းနဲ့ပါဝင်ဖြစ်တယ်ပေါ့နော်အဲဆိုတော့နေပြည်တော်တိုင်းစစ်ဌာနရဲ့အမှတ်808တိုင်ရင်းကနေပြီးတော့ဒီ operation sit down ဆိုတဲ့ခေါင်းစဉ်နဲ့အာ project အစီအစဉ်တစ်ခုပြုလုပ်နေတာရှိတယ်ဒါတော့ထုံးစံအတိုင်းမှာပဲကျွန်တော်တို့ဟိုမှာကအားကိုးစရာဆိုလို့ပြည်သူပဲရှိတဲ့အတွက်အာကျွန်တော်တို့ပြည်သူတွေစီကနေပြီးတော့ ကူညီတောင်းခံနေပါနော်။ညနေခရံ3စီအတွက် operation ဝင်မဲ့အုံစီအတွက်ပြည်သူတွေစီကနေကူညီတောင်းခံနေဒီတော်လန်ထောက်ဖို့ငွေတွေကို OFP ရဲ့ fundraising program ရဲ့ဒီကျွန်တော်တို့ CRPH OFP ရဲ့အစီအစဉ်နဲ့မြေပြင်ကိုပေါ့နော်။စနစ်တကျအလေလွတ်မရှိဘဲနဲ့နော်။ရိုးရိုးတသားနဲ့တိတိကျကျနဲ့ရောက်ရှိအောင်ပို့ဆောင်ပေးမဲ့ဒီ CRPH OFP ရဲ့အစီအစဉ်နဲ့ဒီ project ကိုဆောင်ရွက်တာဖြစ်တယ်ပေါ့နော်။ဒီ project ထဲမှာဒါကျွန်တော်ရဲ့ဒီပြည်သူ့ကော်ပိုရိတ်ထောက်ဖို့ဖွဲ့ Pipetfan Sport ကလည်းပဲ ဖန်ဒရိုက်ဇာတရက်အနေနဲ့အာတောင်ငံတူအနေနဲ့ကျွန်တော်ကိုယ်တိုင်လည်းပါဝင်ထားပါတယ်။အဲဆိုတော့ကျွန်တော်တို့ရဲ့တော်လန့်ဖြီသူတွေအနေနဲ့အခုအချိန်ဒီမှာဆိုရင်ကျွန်တော်တို့ရဲ့အတိုင်းပြည်အချိန်ကြီးအတာကျွန်တော်တို့ရဲ့လူမြောက်နေမြေတွေထိမ့်ချုံနေမြေတွေဒါများစွာရှိလာပြီဆိုတာဒါကျွန်တော်တို့တော်လန့်ဖြီသူတွေလည်းအတိပဲပေါ့နော်။အဲဆိုတော့အဓိကအရေးကြီးတာကတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်မတော်သားတွေရဲ့ PDF တွေရဲ့ထိမ့်ချုံစိုးမှုနေမြေပုံများလာဖို့ကပုံပြအရေးကြီးပါတယ်။ဒါကြောင့်မလို့ညီကုန်းချုံနေနဲ့ပြောရမယ်ဆိုရင်တော့ပေါ့နော်။တစ်တောင်းမြေ တကြောလုံးစီရအရာလှုပ်ရှားဖို့စင်နီးပြူဟာအရာလိုအပ်တဲ့လက်နက်ခဲယမ်းတွေကိုဖြည့်တင်းမှုအတွက်ဒီစစ်တောင်းမြေရဲ့အရှိတ်ချမ်းမှာတောင်းလန်တိုက်ပွဲဝင်နေတဲ့နေပြည်တော်တိုင်းစစ်ဌာနအမှတ်၈၈တိုင်ခင်းကပြုလုပ်တဲ့ဒီ operation စစ်တောင်းဆိုတဲ့ project မှာဒီတရင်ကျော့အခသမယမှာပေါ့နော်ကျွန်တော်တို့တောင်းလန်ပြည်သူတွေအနေနဲ့အဲသွေးမအေးပဲနဲ့နော်ထိထိရောက်ပါဝင်ပေးဖို့လေကျွန်တော်လေးနေနေနဲ့တိုက်တွန်းပါတယ် တခုပါပဲအချိန်တွေဘလောက်ကြာသွားသွားရန်သူဟာရန်သူရဲ့အလုပ်ကို အရင်ကားထက်ပိုပြီးတော့မကြောက်မရွံ့နောက်မဆုတ်ပဲနဲ့လုံနေတုံးပါပဲကျွန်တော်တို့တွေကလည်းပဲအချိန်ကြာသွားလို့မို့လို့အားကျော့သွားတာမျိုးတွေလက်လျှော့လိုက်တာမျိုးတွေမဖြစ်ဖဲနဲ့ကျွန်တော်တို့တွေကအရင်ကားထက်ပိုပြီးတော့စူးစမ်းလို့ပါတယ်ကျွန်တော်တို့ရဲ့ရေးတော်ပုံကအောင်နေပါပြီကျွန်တော်ပြောချင်တာတော့ဒီလောက်ပါပဲ